ဘယ်ကိစ္စပဲလှုပ်လို့အခက်ခဲဆိုတာဂျုံတတ်တယ်။အဲ့ဒီဂျုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိတယ်။ဘာတွေကိုသိခံရတာတော့လို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်။ကိုယ်နဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပြောအဆိုကိုလည်းသိခံရတယ်။ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံအဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံ။ အခက်အခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်သီခံခြင်းဆိုတာအရေးကြီးတယ်။ရသောအဖြစ်သီခံတယ်ဆိုတာလူတွေကတပည့်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲသီခံတယ်လို့ထင်တာ။တကယ်ကတော့သီခံမှုဆိုဒီမှာစိတ်နှလုံးမတုံ့လောက်ပဲနဲ့ပကတိအနေထားမပြတ်အောင်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုသီခံတယ်လို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြည်မနှက်ဖြစ်နေတိခန့်ခြင်းဆိုတဲ့ခန္တီမဖြစ်ဘူးတိခန့်ခြင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖြောက်ပလိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာတိခန့်အပူဓာန်အေးဓာန်ဆာလောင်တဲ့ဓာန်တွေခက်ခဲပင်မမှုတွေအကုန်တိခန့်